အဲ့မစ္စည်းမတဏိကမှာမစ္စည်းမတန္တအမတကဝနမှာနေကြတဲ့ရဟန်းတော်တွေဟာစိတ်တသူကျဲပြင်းနေလှူတဲ့ဆွမ်းကိုစားပြီးတော့ကြောင်းမှာတရင်သုံးရင်တရားစကားပြောကြတယ်ဆွေးနွေးကြတယ်တပါးနဲ့တပါးအဲ့ဒီနေ့စကိုင်းဝိုင်းမှာပြောတော့ဆိုစကလုံးနဲ့ပတ်သက်ပြီးတော့ဆွေးနွေးကြတယ် တန်ယောဇနဆိုတဲ့စကလုံးရဲ့တန်ယောဇနိယဆိုတဲ့စကလုံးရဲ့ဒီနှစ်ခုဟာတရာကွဲအနဲ့ကွဲသလားအဓိပ္ပာယ်ရောကွဲသလားစကလုံးလဲကွဲသလားစကလုံးကွဲပြီးတော့အဓိပ္ပာယ်ကွဲသလားတခါသုံးမဟုတ်လို့ရှိရင်စကလုံးသာကွဲတဲ့အဓိပ္ပာယ်ကတူတူလားဆိုဆွေးနွေးကြဆွေးနွေးတဲ့အခါမှာ ကိုထင်ရပြောကြတယ်ရဟန်းတော်တွေကကိုထင်ရပြောကြတယ်တချို့ကစကလုံးလဲကွဲတယ်အဓိပ္ပာယ်လဲကွဲတယ်တချို့ကမဟုတ်ဘူးစကလုံးသာကွဲတာအဓိပ္ပာယ်ကတူတယ် ਨੇ အဲ့လိုပြောတဲ့ပုံအဲ့ဒါကိုစိတ်တသူကြီးအကြောင်းရောက်တော့ရဟန်းတော်တွေဆွေးနွေးနေတာကိုကြားတာကြားတဲ့အခါကျတော့သူကဝင်ပြီးတော့ဆွေးနွေးပေးတယ် ယဟန်နေမဆုံးဖြတ်နိုင်တဲ့အချက်လေးကိုသူကဝင်ဆွေးနေတယ်။ရှင်မယားတို့တန်ယောဇနိယနဲ့တန်ယောဇနာဆိုတဲ့စကလုံးရဲ့တန်ယောဇနိယဆိုတဲ့စကလုံးရဲ့အဓိပ္ပာယ်စကလုံးရင်းလဲ क्वे ပါတယ်လေအဓိပ္ပာယ်ချင်းလဲ क्वे ပါတယ်။သူကဥပမာလေးနဲ့ပြောတယ်။အဲ့တော့နားလဲထားဖို့ရတာ တန်ရောစနာဆိုတဲ့အတိဘက်ကိုနားလိုက်ရမှာပမာလူကတန်ရောစနာကတန်ရောစင်ဒီလိုပဲခေါ်ကြတော့တန်ရောစနာဆိုတာနှောင်ကျိုးလို့နားလဲလိုက်တန်ရောစနိယဆိုတာနှောင်ကျိုးတဲခံရတဲ့အရာနော်အတိဘက်ကကွဲသွားတယ်နှောင်ကျိုးရဲ့နှောင်ကျိုးတဲထားတဲ့အရာဒီနှစ်ခုမှတ်တာအဲ့ဒါကြောင့်သူကပြောတယ်တန်ရောစနာဆိုတာ နောင်ကျိုးတန်ရောသနီးရဆိုတာနောင်ကျိုးတဲထားတဲ့အရာအဲကြောင့်ဟိုစကလုံးလဲကွဲတယ်အတိပ္ပယ်လဲကွဲတယ်ဥပမာမယ်တဲ့ဥပမာနဲ့ပြောရင်ပိုရှင်းပါတယ်တဲ့တပီးတော့ဥပမာနဲ့ပြောမယ်နဖြူကြီးနဲ့နဲ့နဲ့ကြီးနှကောင်တွဲပြီးတော့ကျိုးနဲ့ခြိထားတဲ့ဆိုလို့ရှိရင်ဘယ်လိုပြောမလို့ ਨੇ နဖြူကြီးကိုနက်နက်ကြီးနဲ့ခြေထားတယ်နက်နက်ကြီးကိုနဖြူကြီးနဲ့ခြေထားတယ်လို့ပြောရင်မှန်မမလားမမမနက်နက်ကြီးကိုနဖြူနဲ့ခြေထားတယ်နဖြူကိုနက်နက်ကြီးနဲ့ခြေထားတယ်ဆိုမမမသူတို့နှစ်ကောင်ခြေထားတဲ့ကြားထဲကကြိုးရှိတယ်အဲ့ဒီကြိုးကနဖြူကြီးလည်းမဟုတ်ဘူးနက်နက်ကြီးလည်းမဟုတ်ဘူးသုံးမျိုးရှိတယ်နဖြူကြီးရဲ့နက်နက်ကြီးရဲ့ကြိုးရဲ့သုံးမျိုးရှိတယ် အဲ့ဒီမဲ့အလေးကျိုးကတန်ရောစင်နဖြူကြီးကလည်းတန်ရောစင်မဟုတ်ဘူးနနေကြီးကလည်းတန်ရောစင်မဟုတ်ဘူးနဖြူကြီးနဲ့နနေကြီးကိုတွဲပြီးတော့ခြိတဲ့ကျိုးကတန်ရောစင်နဖြူကြီးနဲ့နနေကြီးကတော့တန်ရောစတိယအချိခံရတဲ့အရာအဲ့ဒါလိုပဲတဲ့မျက်စိနဲ့အစင်းအာယုံမျက်စိကလည်း မျက်စိနဲ့မြင်ရတဲ့အာယုံရဲ့တန်ရစင်မဟုတ်ဘူးမျက်စိနဲ့မြင်ရတဲ့အဆင်းကလည်းမျက်စိရဲ့တန်ရစင်မဟုတ်ဘူးမျက်စိရဲ့အဆင်းရဲ့ဒီနှစ်ခုစုံစည်းလိုက်လို့ဖြစ်လာတဲ့အလဲကြောင်းမှာပေါ်လာတဲ့တွေ့တာမှုဆိုတာလေးကတန်ရစင်မျက်စိကလည်းတန်ရစင်မဟုတ်ဘူးနော်မျက်စိနဲ့မြင်ရတဲ့ကိုနှစ်သက်တဲ့အရာလည်းတန်ရစင်မဟုတ်ဘူးခုပြောကြတယ်မို့လား တာဘောတန်ရောစင်ရှိတယ်။တပိတန်ရောစင်တာတန်ရောစင်တပိတာလည်းတန်ရောစင်မဟုတ်ဘူး။တပိရောတန်ရောစင်မဟုတ်ဘူး။အမေဖေရလည်းတန်ရောစင်မဟုတ်ဘူး။ဘာကတန်ရောစင်လို့ဆိုတာတပိမိဘရဲ့ဈာထဲမှာဖြစ်နေတဲ့အတွေ့အတာလေးရမှာတန်ရောစင်လို့ဆိုလို့တယ်။တန်ရောစင်ပြတ်တယ်ဆိုတာအဲ့ဒါလေးဖြတ်ရမှာအဲ့ဒါကြီးမဖြတ်ဘဲနဲ့တာကိုအင်းကပေါင်းချတယ်တပိအင်းကပေါင်းချတယ်ဒါတန်ရောစင်ပြတ်တာမှမဟုတ်တာ။မပြတ်လို့မတော့ကြဲကြဲတော့မခေါ်ခေါ်ခြင်းနေတာနဲ့ เนาะတရားစင်ကိုမောင်းမချပဲနဲ့လူကိုမောင်းချတာဖြစ်နေအဲ့တော့ဆိုလိုတာကသာသမိဘုံမှာတရားစင်ရှိလို့ရှိရင်ဟုတ်လားတားလည်းတရားစင်မဟုတ်ဘူးသူရလည်းတရားစင်မဟုတ်ဘူးသာသမိဘုံမှာမိဘရဲ့ယင်ထဲမှာဖြစ်တဲ့တွေ့တာမှုကသာတရားစင်ဒီနှစ်ဦးကြားမှာဆက်သွယ်နေတဲ့တွေ့တာမှုလေးကသာတရားစင်ဖြတ်ရမှာအဲ့ဒါလေးပဲဖြတ် ဒီလိုသဘောပေါက်အဲ့တော့တန်ရောစင်သာသမိကတန်ရောဇနိယပစ္စည်းဥစ္စာဘောတွေ့တိုင်းပစ္စည်းဥစ္စာကတန်ရောဇနိယရှင်ထဲမှာဖြစ်ပေါ်နေတဲ့တွေ့တာမှုကသာတန်ရောဇနအဲ့ဒီလိုဥပမာလေးနဲ့ရှင်းပြလိုက်တဲ့အခါကျတော့ဩဒီစကလုံးနှလုံးဟာတန်ရောဇနဆိုတာနှောင်ကျိုးတန်ရောဇနိယဆိုတာ နှောင်ကျိုးတဲခံရတဲ့အရာပါလားဆိုသဘောပေါက်ရှင်းသွားကြအဲ့တော့စကလုံးအနေထားလဲကွဲပါတယ်အတိတ်ပဲအနေထားလဲမတူပါဘူးသူပြောလို့တာเนาะ